ီတစ်ခေါက်မှာတော့လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးဖြစ်တဲ့အွန်တမင်းချက်သားနဲ့တရားရှင်တို့လေးလုံစားပါမယ်။ဒါကတော့ပါဝင်ပစ္စည်းလေးအချို့ပါ။စံကိုပထမအဆုံးရေတန့်စီအောင်စေထားပြီးတော့မှ အုံနို့ရေ400မီလီကိုထည့်ပါမယ်။ပြီးသွားရင်တော့သကြားကိုစတီးစုံနဲ့နှစ်စုံထည့်ပါမယ်။စီဟင်းရွက်စီပေါ့နော်အနမ်းမရှိတဲ့ဟင်းရွက်စီကိုလည်းစတီးစုံနဲ့နှစ်စုံစာထည့်ပါရယ်စားနှဲငယ်ထည့်ပါမယ် နင်းရင်တော့ရေကိုအုံလို့ရေထဲတဲ့ဘူးနဲ့ရေချင်းပြီးတော့မှ900မီလီလောက်ထည့်ပေးရပါတယ်။ဓမျိုးတည်သလိုပဲရေကိုချိန်ပေးရတယ်ပေါ့နော်။ပြီးသွားရင်တော့ဓမျိုးတည်သလိုပဲတည်ထားပေးပါမယ်။ပြီးရင်တော့ကြက်သားချက်ဖို့အတွက်စီထည့်မယ်။ပြီးရင်ချင်းကြက်သွုံမျိုးကြက်သွုံမျိုးလေးရတာလေးကိုထည့်ပါမယ်။ကြက်သွုံနေတော့ချမ်းသာမယ်ပေါ့နော်။တရချင်းလုံးပို့တော့ပါ။နှွင်းမုတ်ထည့်မယ်။ ပြီးရင်တော့အယောင်တင်မှုကိုကတော့ဒီမှာ၃ဆုံးထည့်တယ်ပေါ့နော်။ပြီးရင်တော့စာအနေငယ်ထည့်ပါမယ်။ချက်သားလေးထည့်ပြီးတော့မှတည်ထားပေးပါမယ်။ပြီးရင်တော့နနက်ပွင့်လေးတွေရေးစေးပြီးထည့်ပေးပါမယ်။ချက်သားလေးပုံမွေးအောင်လို့ပေါ့နော်။ပြီးရင်ရေလေးထည့်ပြီးတော့မှအုပ်ပေးထားမယ်။ရေလေးခမ်းပြီးတော့စီပြန်လာပြီးဆိုလို့ရှိရင်တော့ချက်သားလေးရရပါပြီ။ကဲခုဆိုလို့ရှိရင်တော့စားကျင်စိတ်ကိုရန်ကုန်မှာဆွဲဆောင်နေတဲ့အနံ့မွေမွေလေးနဲ့အုံထမင်းလေးကလည်းရရှိပြီပဲဖြစ်ပါတယ် ။နည်းနည်းတွဲဖက်စားသုံးမှုအတွက်အည်ပြေတရက်ချင်လေးတုပ်ပါမယ်။ရက်ချင်လေးကိုမှားထားပြီးမယ်။ပြီးရင်တော့စီတစုံထည့်ပါမယ်။ချက်သွန်စိန်လေးထည့်ပါမယ်။ပြီးရင်တော့စားလီနှင်းငယ်ထည့်ပြီးတော့မှတုပ်ထားပေးပါမယ်။ခုဆိုလို့ရှိရင်တော့ရရန်အောင်မှစားကောင်းပြီးလိုက်ပတ်တဲ့အုံထမင်းလေးရဲ့ချက်သားမွမွေးလေးရဲ့ပြီးသွားရင်တော့အည်ပြေတရက်ချင်သုံးလေးရဲ့ရပြီးပဲဖြစ်ပါတယ်။ချီရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။